္လာပါရှင်ကျမတော်ဝန်ဒီပါ DV ရုပ်မြင့်တန်ကြားရဲ့နောက်ဆုံးရရှိထားတဲ့သတင်းလေးကိုတင်ဆက်ပေးသွားပါမယ်ရန်ကုန်မြို့မှာဗိုလ်မှူးချုပ်ဟောင်းချိုထွန်းအောင်တနက်နေ့ပြစ်ခတ်ခံရပြီးတဲ့နောက်မှာစစ်ဆေးဓာတ်တွေတင်းကျပ်လာတဲ့မြောက်ရက်ွက်တချို့မှာအဲစင်းတိုင်တဲ့သူတွေပုံများလာတယ်လို့မြို့ခန့်နေစီကနေသိရပါတယ်စစ်ကောင်းဆောင်မင်းအောင်လိုင်းအားထားရတဲ့အရာရှိဟောင်းတယောက်လောက်ကြံခံရတဲ့အတွက် ပြစ်ခတ်သူတွေကိုအ мян ဆုံးဖော်ထုတ်ဖမ်းဆီးဖို့နေပြည်တော်ကဖိအားပေးထားတာကြောင့်ရန်ကုန်မြို့မှာပိုက်စိတ်တိုက်စုံစမ်းစစ်ဆေးနေပါတယ် အဲစင်းပိုစစ်မယ်ဆိုတဲ့သတင်းထွက်ပေါ်နေတဲ့အတွက်ပြည်သူတွေကြားမှာစိုးရိမ်နေကြပါတယ်။ဒါအပြင်မယန်းကုန်းမြို့နယ်နဲ့ဆက်ဆက်မြို့နယ်တွေမှာရှောင်းတခင်စစ်ဆေးတာအဲစင်းစစ်ဆေးတာတွေပိုလုလာသလိုဆိုင်ကယ်ဘေးတွဲတွေကိုလည်းဖမ်းဆီးတာတွေပို့ပြီးတော့လုလာတယ်လို့မြို့ခံတချို့ကပြောပါတယ်။ဗိုလ်မှူးချုပ်ဟောင်းချိုတွန်းအောင်ဟာမေလ22ရက်နေ့မနက်ပိုင်းကမယန်းကုန်းမြို့နယ် A1 မှာရှိတဲ့နေအိမ်မှာတနက်နေ့ပြစ်ခတ်ခံရတာဖြစ်ပြီး Golden Valley Warrior ကတော့သူတို့လောက်တာလို့ထုတ်ပြန်ထားပါဗျ။ ရှမ်းပြည်နယ်တာချီလိမ့်မြို့နယ်မှာမေလ24ရက်နေ့မှာမိုးသည်ထန်စွာရွာသွန်းပြီးတဲ့နောက်မြို့ပေါ်ရပ်ကွက်တွေရေကြီးခဲ့ပါတယ်။မိုးရွာပြီးတောင်ကြားရေစီးဆင်းလာတဲ့အတွက် မြို့ပေါ်ရပ်ကွက်တွေဖြစ်တဲ့ပုံထွန်တာလော့မကောက်ခဲဆန်ဆိုင်ကဆန်ဆိုင်ခအနိုင်ပိုင်းရပ်ကွက်တွေမှာရေဝင်ရောက်လာတယ်လို့တာချီလိမ့်မြို့နယ်မိသက်စခန်းကရှာဖွေကယ်ဆယ်ရေးတပ်ဖွဲ့ဝင်တွေလူမှုအသင်းအဖွဲ့တွေကကူညီပေးခဲ့တယ်လို့ရေဘေးသတိပြုနိုင်ရေးအသိပေးနှိုးဆော်ထားတယ်လို့မိသက်တပ်ဖွဲ့ကပြောထားပါတယ်ရှင်။ အာရခတတော်အေကစစ်မှုရန်အကျုံးဝင်တဲ့လူငယ်လူရွယ်တွေကိုရခိုင်ဒေသရဲ့ပြင်ပထောက်ခွာခွင့်တားမြစ်လိုက်တာကလူအခွင့်အရေးချိုးဖောက်တာဖြစ်တယ်လို့ထောက်ပြမှုတွေရှိနေပါတယ်။ကေခိုင်ပြပို့ထားပါရရှင်။ တော် AA ကအမျိုးသားကာကွယ်ရေးဆိုင်ရာအရေးပေါ်ပြဋ္ဌာန်းချက် NDEP အရာစစ်မှုထက်ပေါ်အကျုံးဝင်တဲ့ရခိုင်ပြည်နယ်ကလူငယ်တွေကိုရခိုင်ပြည်နယ်ရဲ့ပြင်ပထွက်ခွာခွင့်တားမြစ်လိုက်တယ်လို့မေလ22ရက်နေ့မှာသတိပေးထုတ်ပြန်လိုက်ပါတယ်။ပြီးခဲ့တဲ့2025ခုနှစ်မတ်လ18ရက်နေ့မှာ NDEP ကိုစတင်ပြဋ္ဌာန်းလိုက်ပြီးနောက်ရခိုင်ပြည်နယ်ကလူငယ်တချို့ဟာ အဲ့ဒီအရေးပေါ်ပြဋ္ဌာန်းချက်ကိုတေချာနားမလဲပဲတိုင်းပြည်တာဝန်ထမ်းဆောင်မှုကိုရှောင်လွှဲဖို့ပုံစံအမျိုးမျိုးနဲ့ကြိုးပမ်းအားထုတ်နေကြတာကိုတွေ့လာရတာကြောင့်အခုလိုသတိပေးတိုင်းပြည်ချက်ထုတ်ပြန်ရတာဖြစ်တယ်လို့ AA ကဆိုပါတယ်အေးအေးအနေနဲ့စစ်မှုမထမ်းလို့ရာကြောင့်ရခိုင်ဒေသရဲ့ပြည်ပထွက်ပြေးသူတွေကိုတောလောက်ခွင့်ပိတ်ပင်တားမြစ်လိုက်တာကလူအခွင့်ရေးကိုချိုးဖောက်နေတာဖြစ်တယ်လို့လူအခွင့်ရေးတက်ကြွလှူရှားသူတွေကပြောပါတယ်။ကျွန်တော်တို့ဒီလူအခွင့်ရေးရှုံတော်ကကြီးပြီးတော့ပြောမယ်ဆိုရင်တော့ဒါမလုံသိမ်းဘူးလို့မြင်တာပါဗျ။ ပြည်သူလူထုရဲ့လွတ်လပ်မှုတွေကိုထိခိုက်စေပါတယ်။ဘာဖြစ်လို့ဆိုတော့ဒီတချို့ကဒီတော်လိုင်းရဲမှာပါဝင်ဆင်တဲ့လူငွေတွေလည်းရှိကောင်းရှိမယ်။အဲစိတ်မှုထမ်းလို့တဲ့လူငွေတွေလည်းရှိရှိတယ်လို့မရှိတဲ့လူငွေတွေလည်းရှိတော့ဘူး။စံတမပါတဲ့လူငွေတွေလည်းရှိတော့ဘူး။ဒါပေမဲ့ မပါရှင်တဲ့သူကိုအတန်တမဒီစစ်တန်တန်တက်ခိုင်းတယ်တို့စေမှုထားခိုင်းတယ်တို့ဆိုရင်ဒါသူရဲ့ဆန်တန်းကိုဆန့်ကျင်ပြီးတော့ဒီတူတယောက်ချင်းသဖို့ဆန်တန်းကိုဆန့်ကျင်ပြီးတော့ဟိုလုတ်ခိုင်းတယ်ဆိုရင်တော့ဒါဒီလူခွင့်ကိုရှုဖောက်တာလို့ကျွန်တော်တို့ပြောလို့ရတယ်ပေါ့နော်တကယ်လို့ဒီမူကကျင်းသူနေမယ်ဆိုရင်ဒါလူခွင့်ရှုဖောက်မှုတွေအများကြီးဖြစ်လာနိုင်တယ်ပေါ့နော်ရခိုင်ပြည်မှာလူခွင့်ရှုဖောက်မှုဆိုတာဟာဒီလူတယောက်ကိုတက်ပလိုက်မှဟိုညပန်းနေစနေမှာမဟုတ်ဘူးဒီလိုခွင့်ရတွေကိုလည်းကျွန်တော်တို့လူခွင့်ရှုဖောက်တယ်လို့ကျွန်တော်တို့ပြောပါတယ်ပေါ့နော် ဒါပေမဲ့လည်းအရခပြည်သူ့ကျန်းမာရေးဌာနကစစ်ကူသားမှုမပေးနိုင်တဲ့ပြင်းထန်ရောဂါရှိတဲ့လူနာတွေနဲ့အသက်အန္တရာယ်စိုးရိမ်ရတဲ့လူနာတွေကိုတော့တောလောက်ခွင့်ပြုထားပါတယ်။ရခိုင်ပြည်အတွင်းကနေရဲဆွန့်ခေါ်လူသူတွေကိုကုံလဲရေလဲကနေတဆင်အခါချင်းငွေယူပြီးတည်ယူပို့ဆောင်နေသူတွေကိုလည်းတီစေဥပဒေနဲ့အရေးယူမှဖြစ်ပြီးလူကယ်ရီပို့ဆောင်တာလုံးဝမလုပ်ရဘူးလို့တတိပေးတားမြစ်ထားပါတယ်။ ဓာတ်တွေကိုအသက်သွင်းတဲ့အချိန်မှာကျွန်တော်တို့ပြည်သူတွေကိုစနစ်တကျထုတ်ပြန်ထားဖို့လိုတယ်။ဒေသချပြထားဖို့လိုတယ်။ဓာတ်တွေကိုဟိုဒေသခိုင်ခိုင်မာမာစနစ်တကျမချပြခြင်းကြောင့်ပေါ့နော်။နောက်ဆက်တွဲအနေနဲ့မြေပြင်မှာလည်းဟိုအတင်းအဓမ္မသဘောတက်ရောက်တဲ့ဆူဆောင်းမှုမျိုးတွေကြုံရတာမျိုးတွေနောက်ပြီးတော့ခရီးသွားလာရမှာဖန်ဆီးခံရပြီးတော့စစ်တင်လန်ပို့လိုက်ရတာမျိုးတွေပေါ့နော်။ဓာတ်တွေကလုံးဝမဖြစ်သင့်တဲ့ဟာတွေလို့မြင်နေပေါ့နော်။အခုဆိုလဲအာဒီ ဒီရခိုင်ကနေပြင်ပကိုထွက်ဖို့ပြိတ်လိုက်တယ်ပေါ့နော်။ဟိုပြိတ်လိုက်တယ်ဆိုတော့ထုတ်ပြန်ချက်မှာတော့ပါပါတယ်။ဟိုဒါပေမဲ့ division တွေအကြောင်းနဲ့အဲဒီပြည်သူတွေကိုဟိုပိတ်လောင်ထားတယ်ဆိုတော့သဘောတက်ရောက်စေတဲ့မူဝါဒတွေလောက်ရက်တွေလောက်တာကကြတော့အာကျွန်တော်အနေနဲ့ဒါလက်ခံဖို့နည်းနည်းဟိုခက်ခဲတယ်ပေါ့။ စစ်ကောင်စီထိ ंछ ုပ်ထားတဲ့မြို့တွေမှာရခိုင်မက်ပုံတင်ကိုင်ဆောင်သူတွေကိုရည်ရွယ်ချက်ချစ်ချစ်ဖမ်းဆီးငွေညစ်တာပြန်ပေးဆွေးတလို့ဖမ်းဆီးထိန်းသိမ်းတာပုံမှန်အမျိုးမျိုးနဲ့မတရားသဖြင့်ထောင်ချတာလူသက်အလောင်းဖြောက်တာစတဲ့အန္တရာယ်တွေကနေကင်းလို့ဆွေးဖို့အတွက်အခုလိုတားမြစ်လိုက်တာဖြစ်တယ်လို့အေးအေးကထုတ်ပြန်ချက်မှာရေးသားထားပါတယ်ဒါအပြင်ရခိုင်ရုံးမနေဆက်တလျှောက်တိုက်ပွဲတွေဆက်လက်ရှိနေစေဖြစ်တာကြောင့်တိုက်ပွဲတွေအတွင်ကြားညက်မတော်စေဖို့နဲ့လူမိုင်းအန္တရာယ်တွေကနေကင်းလို့ဆွေဖို့ရည်ရွယ်လို့အေးအေးကဆိုပါတယ် တစ်ဖက်မှာလည်းပြန်လည်ထူထောင်ရင်းနဲ့တိဆောက်ရေးတဲ့အတွက်လည်းလူသားအရင်းအမြစ်တွေလိုအပ်တာကြောင့် AA ရဲ့လုံရက်ဟာလုံတဲ့လုံထိုက်တဲ့လုံရက်ဖြစ်တယ်လို့ပြောဆိုမှုတွေလည်းရှိနေပါသေးတယ်။ ဒါကဒီလောက်တန်းတဲ့ကိစ္စတခုလို့ကျွန်တော်တို့ယူဆတယ်ဒီလွတ်မြောက်ဖို့အတွက်တစ်ဖက်မှာတိုက်ခိုက်နေတယ်ဒီဆောင်ရည်တို့လည်းကောဒီပြန်လေကာလကိုထမ်းရင်းဖို့တို့လည်းကောဒါကလူသားရမ်းမြဲလိုအပ်တာကတကယ်အရေးကြီးတဲ့အချက်ရှာမှရှိတယ်ပေါ့ဒါကြောင့်ဒီလူငွေနဲ့ပတ်သက်ပြီးတော့အခန့်ကဏ္ဍကိုပို့ပြီးတော့အလေးထားဆောင်ရွက်ဖို့လိုတယ်နေရာတွေတာဝန်တွေပေးရဖို့လိုတယ်လွယ်တဲ့ပညာရေးတွေကိုတက်နေတလောက်ညှင့်တန်ပြီးတော့ဒီရခိုင်ပြည်တိဆောက်ရေးမှာဝိုင်းဝန်းပြီးတော့တွေးခေါ်ဖို့လောက်ရတယ်ကိုလည်း ဖန်တီးပေးတဲ့လို့ကျွန်တော်တုံ့သက်တယ်ဒီလိုမျိုးသာဖြစ်မယ်ဆိုရင်ဟိုအောက်ကောင်းတဲ့ကျွန်တော်တို့ဒီလက်မြောက်ရေးဆိုတဲ့ကောင်းစီအောင်မှာပြီးကိုပို့ပြီးတော့အရှင်မြန်နဲ့ဟိုအလျံမြန်ရောက်နိုင်ပြီဘုံတော့ဒီအချက်တွေကိုဖြည့်ဆည်းပြီးရင်တော့ကောင်းမွန်တဲ့ကျွန်တော်အနာဂတ်စီကိုရောက်မယ်လို့ကျွန်တော်တို့တုံ့သက်တယ်ဘုံတော့ ုတ်ပြန်ချက်အရာပြည်နယ်ပြပတော်လောက်ခွင့်မရှိသူတွေဟာအမျိုးသားဆိုရင်အသက်18နှစ်ကနေ45နှစ်အထိအမျိုးသမီးဆိုရင်အသက်18နှစ်ကနေ25နှစ်အသက်အရွယ်အတွင်းရှိတဲ့သူတွေဖြစ်ပါတယ်ထုတ်ပြန်ချက်တင်းမှာတော့လက်ရှိတိုက်ပွဲကြောင့်ဖြစ်ပေါ်နေတဲ့အရေးပေါ်ကာလာပြီးဆုံးတဲ့အထိတားမြစ်တယ်လို့အေအေကဆိုထားပါတယ်ကျွန်မကကေခိုင်ပါ ဒီ VV ရုပ်မြင့်တန်ကြားရဲ့နောက်ဆုံးရရှိထားတဲ့သတင်းလေးကိုကြည့်ရှုခဲ့ရတာပါအားလုံးကျေးဇူးတင်ပါတယ်ကျွန်မကတော့ဝမ်းနေပါ